အင်အားပြန်စကိုင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်း၃ချိန်ထိအပြည့်အကြောင်းစက်ကောင်စီကကြေညာထားပါမယ်မြေပြင်မှာထိုးစစ်တွေလက်နက်ကြီးပြက်ကတ်မှုတွေနဲ့အတူအရတဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်တတိယအချိန်အပြည့်ရက်ခတ်ကြောင်းကြေညာပြီးနောက်ပိုင်းမေလ6ရက်နေ့7ရက်နေ့အတွင်းလေကြောင်းတိုက်ခိုက်မှု62ချိန်ပြုလုပ်ခဲ့တာကြောင့်ဒေသုံးသူရောက်90နဲ့ဒဏ်ရာရသူ235ယောက်ထိရှိခဲ့ကြောင်းပြုစုထားတဲ့အချက်လက်တွေအရသိရပါတယ်ဒီထက်မှ9ယောက်ထပ်အစုလိုက်ပြုံးလိုက်တိုက်ဆုံမှု9ချိန်ထိရှိခဲ့ပါတယ်ဒီပန်းမျိုးနဲ့အနောက်ချမ်း ဥဒိန်တွင်မြောက်ရွာကကျေးရွာစာတင်ကျောင်းကိုမေလ7ရက်နေ့မနက်ပိုင်းမှာပုံကျဲတာကြောင့်ဆရာဆရာမတွေနဲ့ကလေးငယ်စုစုပေါင်း24ယောက်တိစုံခက်ကတရားကြောတရားရရှိခဲ့ပါတယ်။လေတက် CDM ကိုစီရကကျွန်တော်တို့တက်ဆဲမှနေတော့ပိုသိရဲ့ပြည်သူရဲ့လို့သဘောမထားဘူးအယက်သားအယက်သားလို့ပဲပြောတယ်။သူတို့စိတ်ထဲမှာပြည်သူလို့မြင်ထားတာမဟုတ်ဘူး။ အဲ့ဒီတော့အခုကဒီတိုက်ခိုက်မှုတွေဆိုရင်လေရည်ရွယ်ချက်ရှိရှိကိုလုပ်တာမှန်တိုင်းပြောရရင်တကြံကာလမှာသတိထားမိလားမသိဘူးဘုံအင်းเจ้าတွေကိုရည်ရွယ်ချက်ရှိရှိကျဲတယ်ဥပုပ်တွေစောင့်ကြမယ်ဆိုတာသိတယ်တစ်တီးရဲ့နဲ့တမင်ကိုလုပ်တာဒီပြည်သူတွေကိုပြင်းပြင်းထန်ထန်ဖိအားပေးပြီးတော့ပြည်သူကိုယ်တိုင်ကပဲစစ်ပွဲကိုရက်ပါတောင်းဆိုခိုင်းတာညှိနှိုင်းကြပါဆိုတဲ့သဘောပါပဲလမ်းကြောင်းပေါ်မှာတော့တောင်းအောင်လုပ်နေရလို့ကျွန်တော်ကတော့မြင်တယ်လို့ပြောလာပါတယ် ငလင်းနှုတ်ပြီးဒေါ်လာ၏အဖွဲ့အသီးသီးကအဖြစ်ရဲ့ကြောင့်ကြော်ညာထားတာကြောင့်နိုင်ငံတကာ PR တွေရှိလာတဲ့စစ်တကဒါရီကိုရှောင်လဲဖို့တက်တက်ဆောင်ရွက်ပုံမှာယာယီအဖြစ်ရဲ့ဆဲခဲ့တယ်လို့ကြော်ညာခဲ့တယ်လို့ကိုစီယာကပြောပါတယ်။တစ်ဖက်မှာလည်းအိုရိန်နွင်းရွာကိုပုံကျဲပြီးမေလ23ရက်နေ့မှာပဲရခိုင်ပြည်နယ်ရသေတောင်မြို့နယ်ကထွန်းရွေရွာဟောင်းကိုလေကြောင်းတက်ခတ်ခဲ့တာကြောင့်အ ਨੇ စုံပြည်သူ73ယောက်တိဆုံပြီးအယောက်20ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အန်ယူဂျီအစိုးရလူအခွင့်ရေးဆိုင်ရာပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းကတော့ ဒီပင်းကိစ္စအပါအဝင်ကလေးတွေအများဆုံးရှိတဲ့ကျောင်းတွင်ဆေးရုံတွေကိုတိုက်ခိုက်ခြင်းကစစ်ပွဲဆိုင်ရာရာဇဝတ်မှု ထပ်မံချိုးဖောက်ခြင်းပါပဲစစ်ပွဲဆိုင်ရာရာဇဝမှုဖြစ်တဲ့ရာဇဝမှုကျူးလွန်သူတွေရှောင်ပြေးလို့မရပါဘူးဖျောက်ဖျက်ပြစ်လို့လည်းမရပါဘူးမိဖျောက်ပြစ်လို့လည်းမရပါဘူးတရားဥပဒေတိုင်းထိရောက်စွာအရေးယူနိုင်ဖို့အတွက်နိုင်ငံတကာခုံရုံးဖြစ်စေနိုင်ငံအလိုက်ခုံရုံးတွေမှာတရားစွဲဆိုမှုတွေဖြစ်ပေါ်လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတွေနဲ့အစွမ်းကုန်ချိုးပန်းလှုပ်ဆောင်နေတယ်လို့ပြောလာပါတယ်။လက်နက်ကင်ပြိပခါတွေမှာစာတင်ကြောင်းနဲ့ဆေးရုံတွေကိုမတိုက်ခိုက်ရတဲ့အပြင်အထူးသဖြင့်ကလေးငယ်တွေကိုအကာအကွယ်ပေးရမယ်လို့ နိုင်ငံတကာကသတ်မှတ်ထားပေမဲ့စက်ကောင်စီတပ်ဟာအာနာသိန်း၄နှစ်ကျော်ရင်မှာစာတင်ကြောင်း333ကျောင်းကိုတက်ခတ်ခဲ့ပါတယ်။ဒါပြင်လက်နက်ကြီးပြက်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးဖမ်းဆီးတပ်ဖြတ်မှုတွေမပါဝင်မဲ၄ကျောင်းတက်ခတ်မှုကြောင့်၅ရောက်အထက်ဆုလိုက်ပြုံလို့တည်ဆုံမှုဟာအခုရက်ပိုင်းမှာနောက်ကျရင်အထက်တွေ့ရှိခဲ့ပါတယ်။မေလ၈ရက်နေ့က73ရက်နေ့ထိဗမော်စင်ကူဝက်လက်ဒီပဲနဲ့ရသစ်တောင်မြို့နယ်တွေကိုတက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ68ယောက်ထိတည်ဆုံခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့စစ်တပ်ဟာဧပြီ2ရက်ကနေ20ရက်နေ့အထိတချိန်ဧပြီ21ရက်နေ့ကနေ30ရက်နေ့အထိတချိန်အခုမေလာထဲမှာတော့6ရက်ကနေ31ရက်အတွင်းတချိန်အပြည့်ရဲ့အကြောင်း3ချိန်အထိတက်တန်းထိုးကျင်ညာထားပါတယ်